အားလုံးပဲမင်္ဂလာပါရှင်ယနေ့ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲဝင်ရန်မွန်ပြည်သစ်ပါတီ NMSB AD နဲ့မွန်ပြည်လူမျိုးရေးတပ်တော်တို့ပူးပေါင်း၍ရမညမွန်တပ်တော်ဖွဲ့စည်းတူထောင်နေဆိုတဲ့သတင်းပဲဖြစ်ပါရရှင် ချီအနာရှင်စနစ်တိုက်ဖြည့်ရေးတိုက်ပွဲဝင်ရန်မွန်ပြည်သစ်ပါတီ NMSB AD နဲ့မွန်ပြည်လူမျိုးရေးတမတော်တို့ပူးပေါင်းပြီးရမညမွန်တက်တော်ဖွဲ့စည်းထူထောင်လိုက်ကြောင်းအဆိုပါအဖွဲ့နှစ်ခုကထုတ်ပြန်ကြေညာထားပါတယ် မွန်ပြစ်တပ်ပါတီစစ်အနာရှင်တိုက်ဖျက်ရေး NMSPAD နဲ့မွန်ပြစ်လက်မြောက်ရေးတတော် MLA တို့သည်စစ်အနာရှင်စနစ်တိုက်ဖျက်ရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းပိုင်ခွင့်အပြေအဝရှိသောမွန်ပြည်ပေါ်ထွန်းရေးရည်ရချက်ဖြင့်2025ခုနှစ်မေလ24ရက်နေ့တွင် ပေါင်းစည်းလိုက်ပြီးရမညမွန်တက်တော်ကိုဖွဲ့စည်းလိုက်ကြောင်းသိရှိရပါသည် NMSPAD နိုင်ငံရေးစစ်ရေးဦးဆောင်ဖွဲ့နဲ့ MLA ဦးဆောင်ဖွဲ့တို့ပါဝင်သော NMSPAD နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင်26ဦးဖြင့်ဖွဲ့စည်းလိုက်ပြီး NMSPAD နိုင်ငံရေးစစ်ရေးကော်မတီဝင်များက နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ5ဦးကိုရွေးချယ်ပြီးဥက္ကဋ္ဌနိုင်စေရာဒုဥက္ကဋ္ဌနိုင်လေကြီးကောင် တွင်ရင်မူနိုင်ပညာလေတို့ကိုရွေးချယ်ခန့်အပ်လိုက်ကြောင်းသိရှိရပါသည် NMSPAD နိုင်ငံရေးစီရေးကော်မတီဦးဆောင်မှုဖြင့်ရမညမွန်တတော် RMAE စီရေးဆိုင်ရာလုပ်ငန်းများကို အကောင့်ထည့်ဖော်ရန် အဖွဲ့ဝင်9ဦးပါဝင်သောစစ်ကော်မတီကိုဖွဲ့စည်းပြီးဦးစီးဦးချုပ်ဗိုလ်မှူးချုပ်စလွန်းထော်ဒုစစ်ဦးစီးချုပ်တစ်အဖြစ်ဗိုလ်မှူးကြီးစိုးဝင်းနဲ့ဒုစစ်ဦးစီးချုပ်နှင့်အဖြစ်ဗိုလ်မှူးကြီးကြည်စံတို့ကိုခန့်အပ်တာဝန်ပေးလိုက်ကြောင်းသိရှိရပါသည် ကျွန်တော်တို့ယေရှုမှာတက်တော်တစ်ခုတည်းအဖြစ်ယက်တည်သွားမိသဘောပါဟုမွန်ပြည်လွတ်မြောက်ရေးတက်တော် MAL မှဗညာမင်းကန်စီကပြောဆိုပါတယ်ကိုပိုင်ပြတ်ထန်းခွင့်အပြေအဝရှိသောမွန်ပြည်ဘော်ထွန်းရေးနဲ့စစ်အာဏာရှင်စနစ် အမြန်ဆုံးခြုံငင်းရေးအတွက်မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေးရမညမွန်တက်တော် NMSPAD RMA တို့သည်ဖိနှိပ်ခံဘဝတူတိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများပြည်သူ့ကာကွယ်ရေးတပ်များနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့နှစ်ခု၏ပူးတွဲကြေညာချက်တွင် ဖော်ပြထားပါရရှင်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံတွင်ယခုနှစ်ပထမ3လအတွင်းမြန်မာနိုင်ငံသားများကထိုင်းဘတ်1.59ဘီလီယံတန်ဖိုးရှိကွန်ဒို436ခန်းဝယ်ယူပြီးဒုတိယအများဆုံးဝယ်ယူသူများအဖြစ်စည်ရင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင် ထိုင်းနိုင်ငံတွင်ယခုနှစ်ပထမ3လအတွင်းမြန်မာနိုင်ငံသားများကထိုင်းဘက်1.59ဘီလီယံတန်ဖိုးရှိကွန်ဒို436ခန်းဝယ်ယူပြီးဒုတိယအများဆုံးဝယ်ယူသူများအဖြစ်စည်ရင်းဝင်လာကြောင်းထိုင်းသတင်းများကသတင်းဖော်ပြထားပါတယ် ယခုနှစ်2025ခုနှစ်ဤပထမသုံးလအတွင်းတရုတ်နိုင်ငံသားများကကွန်ဒိုခန်1481ခန်းတံဖိုးအပြင်ထိုင်းဘက်6.7ဘီလီယံဝယ်ယူပြီးပထမအများဆုံးဝယ်ယူကြောင်းမြန်မာနိုင်ငံသားများကထိုင်းဘက်1.59ဘီလီယံတံဖိုးရှိကွန်ဒို436ခန်းဝယ်ယူပြီးဒုတိယအများဆုံးဝယ်ယူသူများဖြစ်လာကရုရှားနိုင်ငံကကွန်ဒိုခန်288ခန်းဝယ်ယူပြီးတတိယအများဆုံးဝယ်ယူသူများ များဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းအင်ချေတရင်အချက်လက်စင်တာ၏အချက်လက်များအရာ ထိုင်းနိုင်ငံတွင်နိုင်ငံခြားသားကွန်ဒိုဝယ်ယူမှုမှာအနည်းငယ်ကျဆင်းသွားပြီးတရုတ်နိုင်ငံသားများကဝယ်ယူမှုတွင်ဦးဆောင်နေခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံသားများကမူထိုင်းနိုင်ငံတွင်ကွန်ဒိုဝယ်ယူမှုတိတိတတ်တာမြင့်တက်လာကြောင်းထိုင်းနိုင်ငံတွင်ယခုနှစ်ပထမ3လအတွင်းကွန်ဒိုအခန်းပေါင်း3916ခန်းတန်ဖိုးအားဖြင့် 16.39ဘီလီယံဖို့ကွန်ဒိုခန်းများကိုနိုင်ငံခြားသားများထံသို့ရောင်းချနိုင်ခဲ့ကြောင်းသိရှိရပါသည်ထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံသားများ၏ကွန်ဒိုဝယ်လိုမှုအခြေအနေမှာဆက်လက်မြင့်တက်နေဆဲဖြစ်ပြီးဝယ်လိုအားဆက်လက်များပြားတိုးပွားနေကြောင်းသိရှိရပါသည်ရှင် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံရေးတွင်အမှုပညာရှင်တချို့ကလွယ်မစွာဝန်ဆောင်ရွက်၍နိုင်ငံတွင် မဖြစ်သင့်သည်များဖြစ်ခဲ့ရဟုအပြစ်တင်လိုက်ပြီးရုပ်ရှင်ယုံများတွင်စစ်တပ်ကတတိပေးလိုသည့်အချက်များကို ပြသပေးရမည်ဟု ပြန်ကြားရေးဝန်ကြီးမမအောင်အမိန့်ပေးခဲ့ရတဲ့သတင်းပဲဖြစ်ပါရဲ့ရှင် မြန်မာနိုင်ငံ၏ပါတီနိုင်ငံရေးတွင်အမှုပညာရှင်တချို့ကလွဲမားစွာဝင်ရောက်ဆောင်ရွက်ခဲ့သဖြင့်နိုင်ငံတော်တွင်မဖြစ်သင့်မဖြစ်ထိုက်သည်များဖြစ်ပွားခဲ့ရကြောင်းစစ်ကောင်စီ၏ပြန်ကြားရေးဝန်ကြီးမမအောင်ကပြစ်တင်ပြောဆိုလိုက်ပါသည်။ယမန်နေ့ရန်ကုန်တွင်ရုပ်ရှင်ဇက်ကားများယုံတင်ပြသရေးဆိုင်ရာညီနိုင်အစည်းအဝေးတွင်၎င်းကပြစ်တင်ပြောဆိုလာခြင်းဖြစ်ပါသည်။ အနုပညာရှင်များအနေဖြင့်ပြည်သူများကိုပျော်ရွှင်မှုပေးရမည်ဖြစ်တဲ့ကဲ့သို့အသိပညာဗဟုတုတများပေးအပ်၍မှန်ကန်သည့်လမ်းကြောင်းသို့ရောက်ရှိအောင်လမ်းပြပေးကြရမည်ဖြစ်ကြောင်းအနုပညာရှင်တချို့ကမိမိတို့၏အနုပညာလုပ်ငန်းများကိုလှုပ်ဆောင်ရမည့်အစားပါတီနိုင်ငံရေးလုပ်ငန်းများတွင်လွဲမားစွာဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက်နိုင်ငံတော်အတွက်မဖြစ်သင့်မဖြစ်ထိုက်သည်များကိုဖြစ်ပွားခဲ့ရကြောင်း၎င်းကဆိုပါသည် ထို့ပြင်ရုပ်ရှင်များသည်ပြည်သူများအပန်းဖြေသည့်နေရာစူဝေးသည့်နေရာများဖြစ်သဖြင့်နိုင်ငံတော်အစိုးရကပြည်သူလူထုထံတင်ပြလိုသည့်အချက်များအသိပေးလိုသည့်အချက်များကိုလည်းပြသရန်လိုအပ်ကြောင်းအကြံဖတ်စစ်ကောင်းစီ၏ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကရုပ်ရှင်အဖွဲ့များသို့ညွှန်ကြားပြောဆိုပါရယ်ကျမ်းပတ်စစ်ကောင်စီက2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ရုပ်ရှင်လုပ်ငန်းများနဲ့ဖျော်ဖြေရေးလုပ်ငန်းများကိုတင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီးစင်စာစနစ်ကိုပါပြန်လည်အကောင့်ထဲပို့လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စလင်းမျိုးပေါ်ရှိမြို့မရေစခန်းစုပေါင်းယုံနဲ့လင်းစင်ရေစခန်းတို့ကိုတော်လန်ရစ်တများကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မကွေတိုင်းဒေသကြီးစလင်းမျိုးနဲ့စလင်းမျိုးမရေစခန်းစုပေါင်းယုံနဲ့လင်းစင်ရေစခန်းတို့ကို လက်နက်ကြီးလက်နက်ငယ်များဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းစစ်လင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောဆိုပါရယ် ယနေ့မေလ24ရက်နနက်အစောပိုင်း3နာရီခန့်အချိန်ဆလင်းမြို့မှာရဲစခန်းဗဟိုကင်းအဆောက်အုံကို RPG7 ဖြင့်အနိကက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအလာတူဆလင်းမြို့နယ်စုပေါင်းရုံအတွင်ရှိစစ်ကောင်းစီတပ်သားများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ထမှန်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြန်လည်ပစ်ခတ်တိုက်ပွဲတနာရီဝဲခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါသည် ဘဟုကင်းကိုအနီးကပ်ပစ်ခတ်နိုင်ခဲ့ပါတယ်။စခန်းရဲစခန်းနဲ့ထွေအုပ်ယုံနဲ့စစ်ကားတွေထမှန်အင်အားဖြည့်တင်းနေပါတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူတဦးကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုများကိုစလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်ရေးတပ်ခွဲနှစ်ခွဲမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိ ပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါရယ် ထို့ပြင်ယနေ့မေလ24ရက်နနက်အစောပိုင်းတနာရီခန့်အချိန်ကလည်းစလင်းမျိုးနယ်လင်းစင်ရဲစခန်းကိုစလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ point တစ်ခုမှာလက်နက်ကြီးများဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအဆောက်အဦများထိခိုက်ပျက်စီးခဲ့ပြီးစစ်သားရဲများထိခိုက်သေးဆုံးမှုကိုစုံစမ်းနေဆဲဖြစ်ကြောင်းသိရှိရပါသည် စလင်းမြို့နယ်အတွင်းစစ်ကောင်းစီတပ်မှ12နာရီကြာစစ်ကြောင်းထိုး၍ပြည်ရွာများအားမိရှုဖျက်ဆီးနေသဖြင့်ဒေသကာကွယ်ရေးအဖွဲ့များကခုခံတိုက်ခိုက်လျက်ရှိရာ နေစဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအပြစ်မဲ့ပြည်သူများ၏နေအိမ်များကိုဖျက်ဆီးမိရှုနေသည့်အကြမ်းဖက်စစ်တပ်ကိုအဆုံးထိတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းအသိပေးထားပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ် KNU ကတိမ့်ပိုင်လိုက်သောဘလက်ဒိုစစ်စခန်းမှာထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံပဲမြန်မာဘက်သို့ပြန်ရန်နှင်ထုတ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင် ထိုင်းမြန်မာနယ်စပ် GNU ကတင်ပိုင်လိုက်သောစစ်တပ်ဘလက်ဒိုစစ်စခန်းမှထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ရန်နှင်ထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ် ယမနေ့23ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ဘလက်ဒိုစကန်ကို KNU တမဟာ6ဦးဆောင်သောကရင်အမျိုးသားလူမျိုးရေးတမတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတမတော် PDF တို့ကပြန်လည်တိုက်ခိုက်တိုင်ပိုင်ခဲ့ကြောင်းအဆိုပါစကန်သိန်းတိုက်ပွဲတွင်စစ်တပ်ဘက်က30ကျော်လက်နက်ချပြီးစစ်သားအလောင်း10လောင်းရရှိကြောင်း ထိုင်းနိုင်ငံဘက်အချမ်းတို့ဖပြေးသူစစ်သား63ဦးရှိကြောင်းသိရှိရပါတယ် ထိုင်းနိုင်ငံဘတ်ချန်တို့ထွက်ပြေးသောမြန်မာစစ်သား63ဦးကို ထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ကူးရန်နှင်ထုတ်နေကြောင်းမြန်မာစစ်သားများကိုရခိုင်ကကဲ့သို့မြန်မာစစ်ကောင်စီထံသို့ပြန်လွှဲပေးခြင်းမလုပ်တော့ဘဲပြည်လွှတ်ရာမြန်မာဘက်ချန်ကို ပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးနှင်ထုတ်နေကြောင်းသိရှိရပါသည်ထိုင်းဘက်ကိုထွက်ပြေးသွားတာ63ဦးရှိတယ်အယက်ဝတ်တင်နဲ့လက်နက်မပါပါဘူး အဲ့ဒါထိုင်းစစ်တပ်ကထိုင်းတဲ့အဝင်မခံဘူးပြန်ထွက်ခိုင်းနေတယ်လို့သိရတယ်မြန်မာဘက်အချမ်းတိုက်ပွဲလွတ်မြေနေရပြန်ပြေးဝင်ဖို့ပြောနေရထိုင်းစစ်တပ်ကသူတို့ဘာသာသူတို့လွတ်မြေနေရပြန်ဝင်ခိုင်းနေတာထိုင်းကနေပြန်နဲ့နေတာလုံးဝလက်မခံဘူးအရင်လိုမြဝရီနေချာကော်မတီကလည်းပြန်မလွှဲဘူးမင်းတို့အစဉ်ပြေမဲ့ဘက်ပြန်ကူသွားငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာ ထွက်ပြေးတဲ့ကောင်တွေကလည်းစစ်ကြောင်းတစ်ကြောင်းလုံးစစ်စခန်းဆွန့်ခွာသွားတာဖြစ်လို့စစ်တပ်ဘက်ပြန်လွှဲရင်လည်းအေးအေးယူခံရမှာဆိုတော့ဒီကောင်တွေစုပ်လဲစုစားလဲယူကိန်းဖြစ်နေတာဟု ထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ်ဘလက်တိုစစ်စခန်းသိမ်းတိုက်ပွဲတွင် တော်လန်ရစ်တက်များဘက်မှရဲဘော်၃ဦးကြာဆုံးခဲ့ပြီး10ဦးဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိအချိန်တွင် KNLA ဦးဆောင်သောပူပေါင်းမဟာမိတ်တပ်များကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်ရှင်။ဒီနေ့ညနေပိုင်းသတင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်။နာဆင်ပြီးသွားကြတဲ့မိဘပြည်သူများအလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်။